အားလုံးမင်္ဂလာပါဒီနေ့မျှဝေပေးခြင်းတဲ့ topic လေးကတော့ logic ပဲဖြစ်ပါတယ်တချို့ကလက်တာကိုတီးပြီးဖြစ်မှာပါဒါကတော့မတီးသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့မျှဝေတာပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ logic ဆိုတာဘာလဲ right ဒီ Oxford Dictionary မှာဖွင့်ပြချက်အရာဆိုရင် Logic is a way of thinking or explaining something. Logic ဆိုတာကစဉ်းစားတွေးခေါ်နည်းတစ်မျိုးဒါမှမဟုတ်ရင်တစ်စုံတစ်ခုကိုရှင်းပြနည်းတစ်မျိုးဖြစ်ပါတယ်။ Right? အဲဆိုရင်စဉ်းစားနည်းစဉ်းစားနည်းဒါမှမဟုတ်ရင်ရှင်းပြနည်းတစ်မျိုးကို logic လို့ဆိုလိုတယ်။တကယ်တော့ logic ဆိုတာက ဒီ greek စကလုံး logo ဆိုတဲ့စကားကနေဆင်းသက်လာတယ်စကလုံးကနေဆင်းသက်လာတယ် logo သူအဓိပ္ပာယ်ကတော့အမျိုးမျိုးရှိတယ် reason အကြောင်းရုပ်တီး discourse တဲ့အခြေတဝန်ရည်သားချက်အခြေတဝန်ပြောဆိုချက် what စကလုံးဆိုပြီးတော့အဓိပ္ပာယ်အမျိုးမျိုးရှိတယ်သူကနောက်က surface နဲ့ပေါင်းလိုက်တဲ့အခါကျတော့ logic ဆိုတာဒီနေရာမှာတော့ utter reason ဆိုတဲ့အဓိပ္ပာယ်ရ art art ကဒီနေရာမှာပညာရက်ကိုဆိုလိုတာမြန်မာလိုအနည်းဆက်ဆုံးပြန်မယ်ဆိုရင်ကြောင်းကျိုးစင်ကျင်သုံးသက်သောပညာရက်လို့အဓိပ္ပာယ်ပြန်လို့ရတယ်ပါဠိမှာတော့သူတက်ကပေတာယုတ်တိပေတာလို့ခေါ်တယ်ပေတာဆိုတာကဝိဒပဲပါဠိစကားလုံးမှာပညာရက်တက်ကဆိုတာကြံစည်တွေးခေါ်စဉ်းစားတာအဲဆိုရင်စဉ်းစားတွေးခေါ်နည်းပညာရက်ပေါ့ ယုတ်တိပေတာကြောင်းကြောင်းကျူးစင်ခြင်းသုံးသက်တဲ့ပညာရက်ကို logic လို့ခေါ်တယ်အဆို logic လို့ပြောလိုက်ရင်ကြောင်းကျူးစင်ခြင်းသုံးသက်တဲ့ပညာရက်အဲ့ဒါကို logic ဟုတ်ဒီတော့အဲ့ဒီ logic ကိုဘယ်နေရာဒီမှာပါကြောင်းဘယ်လိုသုံးတာလဲဒါသိဖို့လိုရပေါ့เนาะ ဘယ်နေရာဒီမှာသုံးလဲဆိုနေရာတော်တော်များများမှာသုံးပါတယ်။နေပစ်တော်တော်များများဒီ philosophy science mathematics နေစဉ်ဘဝဒီပြဿနာတွေဖြေရှင်းတဲ့နေရာတွေမှာလည်းဒီ logic ကိုသုံးတယ်ပေါ့။နောက်ဘာသာရေးနေပယ်တွေမှာလည်းသုံးတယ်။ဘာသာရေးဒီ Buddhism မှာဆိုရင်သုတ်တန်ဒီမှာတော်တော်များများတွေ့ရလိမ့်မယ်။အပြီးဒီမှာဆိုရင်ပေနေရာမှာပို့တွေ့ရအောင်ဆိုရင်ကထဝဋ္ထုဆိုတဲ့ပါဠိမှာသူက logic ကိုအခြေခံပြီးတော့ဒီဟောထားတာ ော့ဘာကြောင့်သုံးတာလဲဆိုရင် in order to make correct conclusions ဒီမှန်ကန်တဲ့ကောက်ချက်တွေချဖို့အတွက် right ဘာဘလို့ကောက်ချက်ချမှာလဲဆို based on facts or information အချက်လက်တွေပေါ်မှာအခြေခံပြီးတော့မှန်ကန်တဲ့ကောက်ချက်တွေချဖို့အတွက်ဘာဖြစ်တော့ logic ကိုသုံးတာ right အဓိက logic ကဘာလဲဆိုရင်မှန်ကန်တဲ့ကောက်ချက်ချဖို့အတွက် logic ကိုသုံးတယ် ဟုတ်ပြီအဲ့ဒါကိုဘယ်လိုလုပ်ရတာလဲ So it is done by looking at arguments. Argument ကိုကြည့်ပြီးတော့ဒါလုပ်ဆောင်ရတာ။ဟုတ်ပြီဒီနေရာမှာ argument ဆိုတာဘာလဲ Argument မှာသူအဓိပ္ပာယ်မျိုးထွက်တယ်။ပုံမှန် argument ဆိုတာကဒီ disagreement သဘောထားကွဲလွဲတာတို့သဘောထား မတိုက်ဆိုင်တာအာဂူမန့်ညင်းခုံတာပေါ့ quadro ဆိုတာစကားများရံဖြစ်ညင်းခုံတာ dispute ဆိုတာပြိပခဝီရိုရစ်ဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာအဲ့လို argument ကိုဆိုလိုတာမဟုတ်ဘူးအဲဆိုရင်ဒီနေရာမှာ argument is not a conversation or discussion in which two or more people disagree often angrily ဒီလူတွေဒီဒေါသတကြီးနဲ့ရံဖြစ်ဒီညင်းခုံနဲ့ argument မျိုးကိုဒီနေရာမှာဆိုလိုတာမဟုတ်ဘူးဒီ logic မှာသုံးတဲ့ argument သည်ဒီမှာ a reason or set of reasons that somebody uses somebody uses to show that something is true or correct logic မှာသုံးတဲ့ argument ကဒီတစုံတစ်ခုတစ်ခုခုကမှန်ကန်တယ်ဆိုတာကိုပြဖို့ပြဖို့ရန်အတွက်တစုံတစ်ယောက်ကအသုံးပြတယ် အကြောင်းယုတ်တိကို argument လို့ဆိုလိုတာအလွယ်မှတ်မယ်ဆိုရင်အကြောင်းယုတ်တိသည်ဒီနေရာမှာ argument လို့ဆိုလိုတာ logic မှာသုံးတာဟုတ်ပြီအဲ့တော့ argument မှာဒီ logic မှာသုံးတဲ့ argument မှာအစိပ်ပိုင်းနှစ်မျိုးရှိတယ် right ပထမအပိုင်းက premises လို့ခေါ်တယ် premises က the first or statements you start with မိမိစတင်ထားတဲ့ ချက်လက်ကို premises လို့ခေါ်တယ် premises ကဒီမှာအကြောင်းယုတ်တိအကြောင်းယုတ်တိ reason ပေါ့အကြောင်းတည်အကြောင်းယုတ်တိတည်အကြောင်းယုတ်တိကိုပြတဲ့ statement တည် premises အဲ့ဒီအကြောင်းယုတ်တိကိုအခြေခံပြီးတော့ဒီမှာ the idea you believe based on the premises premises ကိုအကြောင်းယုတ်တိကိုအခြေခံပြီးတော့သင်ယုံကြည်တဲ့ idea သည် conclusion ပဲအဲဆိုရင်အကြောင်းယုတ်တိရဲ့ conclusion ရဲ့အကြောင်းယုတ်တိကိုအခြေခံပြီးတော့ကောက်ချက်ချလိုက်တာကိုယုံကြည်လိုက်တာကောက်ချက်ချလိုက်တာအဲ့ဒါက conclusion အဲဆိုရင် argument မှာအစိတ်ပိုင်းနှစ်မျိုးပါတယ် premises ရဲ့ premises ရဲ့ conclusion logic မှာဒီ pattern ကိုသုံးသွားမယ်ပေါ့ right အဲ့တော့ argument မှာနှစ်ပိုင်းရှိတယ်နှစ်ပိုင်းမဟုတ် argument မှာပေါ့ဒီနှစ်မျိုးခွဲထားတယ်လို့ပြောလို့ရ valid arguments ရယ် invalid argument valid argument ဆိုတာကြောင်းကျိုးစီလျော်တဲ့ argument ကိုဆိုလိုတယ်ဥပမာဒီမှာဒီ premise မှာ premise ကိုနှစ်ပိုင်းခွဲတဲ့1ရယ်2ရယ်အဲ့ပုံမှာအခြေခံပြီးမှကောက်ချက်ချတယ် conclusion လာဥပမာပြမယ် all humans are mortal right သူဘရမတ်ကိုအခြေခံလိုက်တယ်လူသားအလုံးဒီတည်မျိုးတွေဖြစ်တယ် Socrates is a human Socrates ကလူသားတစ်ယောက်ဖြစ်တယ်အဲ့တော့ဘာဖြစ်တော့ therefore တကြောင် Socrates is mortal တကြောင် Socrates ဒီတည်မျိုးဖြစ်တယ်အဲ့တော့ဒီကောက်ချက်ကိုရဖို့အတွက်အခြေခံထားတာဒီမှာ statement နှစ်ခု premise နှစ်ခု ခြေခံထားတယ်။ Socrates ကသေမျိုးဖြစ်တယ်။ဘာကြောင့်လဲ?သူကလူသားတယောက်ဖြစ်လို့ right လူသားမှန်သမျှသည်သေမျိုးပဲ right အဆိုရင်အဲ့ဒီ conclusion ကိုရဖို့အတွက်ဒီမှာ premise နှစ်ခုသုံးထား reason နှစ်ခုဟုတ်ပြီနောက်ထပ်ဥပမာလေးကြည့်အောင် all politicians are dishonest dishonest right နိုင်ငံရေးသမားအားလုံးဟာယူသမှုမရှိဘူး he is a politician သူကနိုင်ငံရေးသမားတယောက်ဖြစ်တယ် so he is dishonest ဒါကြောင့်သူကမယူသားဘူးအဆိုရင်သူကမယူသားဘူးလို့ဘာလို့ကောက်ချက်ချနိုင်တာလဲဒီမှာအကြောင်းကတော့သူကနိုင်ငံရေးသမားတယောက်ဖြစ်လို့နိုင်ငံရေးသမားမှန်သမျှသည်ယူသားမှုမရှိဘူး right အဆိုရင်အဲ့လိုသူကကောက်ချက်ချတာဒါကို logic လို့ဆိုလို့အဆိုရင်ဒီလို logic ကအခုဒီ argument ဒီကြောင်းကျစီလုံးမှုရှိတယ် ဘာလစ် argument ခေါ်တယ်။သူ pattern ကိုစနစ်တကျချထားမှ conclusion ကမှန်တယ်။အဲဆိုရင်ဘာလစ် argument တော့နားလည်သွားပြီ။အဲဆိုရင်နောက်တစ်ခုနောက်တစ်မျိုး invalid argument ဆိုတာဘယ်လိုဟာမျိုးလဲ။ invalid argument ကဒီမှာ pattern ကလွဲနေတဲ့အခါ conclusion မမှန်နိုင်ဘူး။ဘယ်လိုလွဲနေရလဲဆိုရင် all apples are fruit ပန်းဒီအလုံးသည် အသီးအသီးများဖြစ်ကြတယ် right အစွန်း a mango is a fruit တရသီးကအသီးတစ်မျိုးဖြစ်တယ် so a mango is an apple ဒါကြောင့်တရသီးသည်ပန်သီးပန်သီးဖြစ်တယ်အစွန်းအမှန်ဘူးပေါ့ဒါကဒီ premise နဲ့ conclusion စီလျော်မှုမရှိဘူးအကြောင်းပြစီလျော်မှုမရှိတဲ့အတွက်ဒီလို argument ကို invalid argument လို့ခေါ်တယ် โอเคနောက်ထပ်ကြည့်အောင် all students study english ကျောင်းသားအလုံးကအင်္ဂလိပ်စာလေ့လာကြတယ် twin studies english twin ကအင်္ဂလိပ်စာလေ့လာတယ် therefore twin is a student ဒါကြောင့် twin ကဒီကျောင်းသားတယောက်ဖြစ်တယ်အစွန်းဒီ argument ကလည်း invalid argument ပဲဘာကြောင့်လဲကျောင်းသားတွေအလုံးကအင်္ဂလိပ်စာလေ့လာတယ်ဟုတ်တယ်မှန်တယ် အဆိုရင်နောက်တစ်ခုက translated english ထွန်းကလည်းအင်္ဂလိပ်စာလေ့လာတယ်ဟုတ်တယ်သူကောက်ချက်ချလိုက်တာအဆိုရင်ထွန်းကအကြောင်းသားပေါ်ဆိုတဲ့သဘောအဲ့လိုတော့မဟုတ်ဘူး right တချို့ကအင်္ဂလိပ်စာလေ့လာတယ်အကြောင်းသားမဟုတ်ဖ ೇನೆ လည်းအင်္ဂလိပ်စာလေ့လာတဲ့လူတွေလည်းအများကြီးရှိတယ် right အဆိုရင်ဒီကောက်ချက်က valid argument ကြောင်းကျုပ်စီလျော်တဲ့ဒီကောက်ချက်ချတာမျိုးမဖြစ်နိုင်ဘူးအဆိုရင်ဘလို့မျိုးလဲ all students study english ကျောင်းသားအလုံးကအင်္ဂလိပ်စာလေ့လာကြတယ် mary is a student mary ကဒီ mary ကကျောင်းသားတယောက်ဖြစ်တယ်ကျောင်းသူတယောက်ဖြစ်တယ်အဆိုရင် therefore ဒါကြောင့် mary studies english ဒါကြောင့်ဒါကြောင့် mary ဒီဘာဖြစ်လဲအင်္ဂလိပ်စာလေ့လာတယ်အဲ့လိုဆိုရင်ကျောင်းကျုပ်စီလျော်မှုရှိတယ်အဲ့တော့ကိုချထားတဲ့ pattern ကလွဲနေတယ်ဆိုရင် conclusion ကလည်းမမှန်နိုင်လွဲနိုင်တယ် ဲ့တော့အဲ့ logic မှာဒီ reasoning နှစ်မျိုးရှိတယ်ပေါ့ reasoning ဆိုတာကကိုကအကြောင်းယုတိပြတဲ့အခါအကြောင်းယုတိက general ကနေ specific ကိုသွားတာရှိတယ်အများကနေဒီတိကျတဲ့စီကိုသွားတာရှိတယ်ဒီအ ਨੇ ကနေအများစီကိုသွားတာရှိတယ်အဲ့တော့အဲ့ဒါကို deductive reasoning လို့ခေါ်တယ်အများကနေအ ਨੇ ကိုသွားတာ detected reason ne ဘယ်လိုဟာမျိုးလဲဆိုရင် all parts have ones နှစ်အားလုံးကအတောင်ပံနေရှိကြတယ် right a sparrow is a bird ဒီစကားလေးကငှက်တစ်မျိုးဖြစ်တယ် to conclusion ချလိုက်တယ်အဲ့ဒါဆိုရင် a sparrow has ones အဆိုစကားလေးကတောင်ပံနေရှိတယ် right ဒါကမှန်တယ် right သူကအများ all parts ဆိုပြီးအများကနေဒီမှာစကားလေး အနည်းကိုသွား conclusion ချလိုက်တယ် right မှန်တယ်သိကြတယ်ပေါ့လုံးဝကြီး logic ရဲ့သဘောကအပြည့်ဝ100%မှန်တယ်လို့တော့ဆိုလို့မရဘူးမှန်နိုင်ခြေရှိတာ okay နောက်က inductive reasoning ကိုကြည့်လိုက် going from specific to general အနည်းကနေအများစီကိုသွားတာ i saw five swan tree ဒီနေ့ဒီ ဘင်းငန်းငါးကောင်တွေးခဲ့တယ်ပေါ့ right the one all white သူတို့အားလုံးကဘာဖြစ်တော့အဖြူရောင်တွေဖြစ်ကြတယ်အဲ့ဆိုသူ conclusion ချလိုက် maybe all swans white အဲ့ဆိုဘင်းငန်းအားလုံးကအဖြူရောင်တွေပဲဒါကမတိကြဘူးသူအ ਨੇ ခုနဘင်းငန်းငါးကောင်ကိုပဲကြည့်ပြီးတော့ဘင်းငန်းမှန်သမျှဒီအဖြူရောင်တို့သူကဘာဖြစ်တော့ကောက်ချက်ချတာအကမှန်ဖို့ မလွယ်ဘူးပေါ့ဥပမာနောက်ဥပမာတစ်ခုပြပေးပြ I saw five students ကျောင်းသား9ယောက်ကိုငါတွေ့ခဲ့တယ် right they were all drinking alcohol သူတို့အားလုံးကဒီအရက်တောင်နေကြတယ် right အဲ့ဆို maybe all student drink alcohol အဲ့ဆိုရင်ကျောင်းသားအားလုံးကဒီအရက်တောက်တယ်ဒါဒီလိုသွားကောက်ချက်ချအဲ့လိုကောက်ချက်ချလဲဆိုရင် အနေကနေအမြောက်သွားကောက်ချက်ချရင်ဒါမတိကြဘူးမတိကြဘူးအဆိုရင်မှန်ဖို့ဒီ50 50လောက်ပဲအဲ့တော့မတိကြဘူးဆို reasoning လုပ်တဲ့အခါအများကနေအနည်းကိုပဲ reasoning လုပ် right အဲ့တော့ဒီနောက် ပါဠိတဲကစကလုံးလေးတစ်ခုဟိတုံပတိစ္ဆစံဘူတာဟိတုပင်ကနိရုတ်ချက်ရီတကရဝကအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်တဲ့အရာတွေက အကြောင်းတရားမရှိတော့ရင်သူ့လိုလိုခြုံငိမ့်သွားတယ် right အဲ့တော့ဒါကို logic နဲ့ကြည့်ကြည့်မယ် all phenomena that arise due to causes အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အရာအလုံးဟာ impermanent မမြဲကြဘူး my body is a phenomena all phenomena that arise due to causes are impermanent right အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့သဘောတရားအလုံးဟာမမြဲဘူး my body is a phenomena ငါရဲ့ခန္ဓာကိုယ်ကလည်းပဲဒီသဘောတရား ဘာလဲတဘာဝဖြစ်စဉ်တစ်ခုဖြစ်တယ်။အောင်ဆိုငါ့ရဲ့ခန္ဓာကိုယ်ကလည်းအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတာ။အကြောင်းသူက phenomena ပဲ။အဲဆို conclusion ချလိုက်တယ်။ Therefore my body is ဘာလဲ impermanent မမြဲဘူး။ဒါလို့ဆိုရင်ဒါ logic ရဲ့သဘောကိုဒါတိမိခေါမရှိသွားပြီလို့ထင်ပါတယ်။ကျေးဇူးပါနောက်ထောင်ပြည့်တဲ့